အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတင်ညွန့်ရေးသားထားတဲ့မျော်လင့်ကျဖြင့်အသက်ရှင်မှာဆိုတဲ့ဝိထုတို့လေးနဲ့တန်ရာကျွေးဆိုတဲ့ဝိထုတို့လေးနှစ်ပုဒ်ကို ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။မျော်လင့်ခြင်းဖြင့်အသက်ရှင်ပါ။ကျွန်တော်ဖတ်ဖူးသည့်ပုံမြင်လေးတစ်ပုဒ်အကြောင်းကို ပြောချင်ပါသည်။ဘယင်က လူနှစ်ယောက်ကိုတေးတန်းချလိုက်သည်။ထိုလူကဘယင်မြည်သည့်ရာကိုနှစ်သက်သဘောကြကြောင်းတည်ထားသည်။သူကဘယင်ထံစကားပါလိုက်သည်။သူကိုယ်သာအသက်ချမ်းသာပေးပါနှင့်ဘရင်ဤစီတော်မြင့်ကိုတစ်နှစ်တွင်ပြန်တန်းနိုင်အောင်လုပ်ပေးပါမည်ဟု၍ဖြစ်သည် ဘီရင်ကထိုစကားကိုကြားလိုက်လင်ဝမ်းမြောက်သွားသည် မြင်းမြန်ကြီးကိုစီးပြီးတိုင်ခမ်းလှည့်လည်နိုင်တော့မည်ဟုစိတ်ကူးကအကျဉ်းသားကိုလှုပ်စေဟုပြောလိုက်သည်အကျဉ်းသားနေဖြင့်တစ်နှစ်တွင် မြင်းကိုပြန်အောင်လုပ်ပေးရမည်ဖြစ်သည် မလုံနိုင်လင်တတ်မည်ဒုတိယအကျဉ်းသားကမြင်းပြန်နိုင်အောင် လုပ်ပေးမည်ဆိုသော လူကို မေးလိုက်သည်မင်းဘာဖြစ်လို့မဖြစ်နိုင်တာတွေပြောလိုက်ရတာလဲကွာမင်းကွယ်မြင်းဆိုတာပြန်နိုင်လို့လား မြင်းမြန်ဆိုတာဒဏ္ဍာရီထဲမှာပဲရှိတာအပြင်မှာဖြစ်နိုင်လို့လားအဲ့ဒါဆိုလဲမင်းကဘာဖြစ်လို့ပေါ်ကြောင်ကြောင်ဂရီကိုပေးလိုက်ရတာလဲဒီလိုရှိတယ်ကွငါပေးတဲ့ဂရီကိုလက်ခံလိုက်တဲ့ဆိုကြတဲ့ကဒီဘရင်လဲပေါ်ကြောင်ကြောင်ဆိုတာတိတာတာပဲငါဘာကြောင့်ဒီဂရီကိုပေးတယ်လဲဆိုတော့လေးချက်ရှိတယ်ကွနံပါတ်1အဲ့ဒီဘရင်တစ်နှစ်တွင်းတည်သွားနိုင်တာပဲနံပါတ်2ငါလဲတစ်နှစ်တွင်းတည်သွားနိုင်တာပဲ နံပါတ်3တနည်းတွင်မြင်းလဲတည်သွားနိုင်တာပဲနံပါတ်4ငါကိုယ်တိုင်ကမြင်းကိုပြန်အောင်လုပ်ပေးခြင်းနဲ့လုပ်ပေးနိုင်မှာပဲလေထိုပုံမြင်လေးကဘာကိုပြောတည်းမြည်သည့်အချိန်ဤကို ရောက်သည်ဖြစ်စေမျောလင်းချက်တွင်မဆုံးရှုံးရန်ဖြစ်သည်ကျွန်တော်တို့မျောလင်းချက်တွေ အမြဲထားနေရမည်ဘယ်တော့မှအရှုံးမပေးရန်လိုသည်မျောလင်းချက်ဆိုသည်မှာအနာဂတ်တွင် ကောင်းတာတစ်ခုခုဖြစ်လာလိမ့်မည်ဟု၍ ယုံကြည်ခြင်းဖြစ်သည်မျောလင်းချက်ဆိုသည်မှာအုံနှောင်းနှင်းခန္ဓာကိုယ်ကိုလှုပ်ရှားစေသောစွမ်းအားလည်းဖြစ်သည်မျောလင်းချက်ရှိလျင်အခက်ခဲများကိုကြော်လွှားရမည့်စိန်ခေါ်မှုတစ်ခုနေဖြင့်ရှုမြင်လာမည်ထို့ကြောင့်ထွက်ပေါက်မရှိလမ်းပိတ်နေပြီဟုမမြင်တော့ထိုချိန်တွင်စိတ်ဖိစီးမှုတွေယုံနေလာပြီးစိတ်ဓာတ်ကြခြင်းကိုလည်းအကာအကွယ်ပေးပြီးသားဖြစ်သွားသည် လူတယောက်သည်အရှုံးမပေးဘဲဆက်လက်စူးစမ်းနေသည်ဆိုခြင်းမှာငါစူးစမ်းရင်တနေ့အောင်မြင်ရမည်ဆိုသည့်မျှော်လင့်ချက်ကြောင့်ဖြစ်သည် မျှော်လင့်ချက်သာပျောက်ဆုံးသွားလျှင်ငါသည်ဘုံဘုံလဲကျသွားလိမ့်မည်အခက်ခဲတွေကြုံလာသည့်အခါတွင် အမြန်ဆုံးပြန်လဲထူထောင်နိုင်ခြင်းသည်မျှော်လင့်ချက်ပေါ်တွင် အခြေခံသည်အရှုံးမပေးသောစိတ်သည်လဲကျလဲငါပြန်ထနိုင်လဲဆိုသည့်ခံယူချက်ကိုဖြစ်ပေါ်စေနိုင်သည် လူတယောက်ဤတန်ဖိုးသည် အောင်မြင်မှုနှင့်ချမ်းသာမှုပေါ်တွင် မတည်ပါမြည်သည့်အခက်ခဲတွင်မဆိုစူးစမ်းရုံကန်ရဲ့သည့်စိတ်ဓာတ်ပေါ်တွင်သာ တည်သည်အရှုံးမပေးဘဲဆက်လက်ယက်တည်နိုင်ခြင်းကမိမိဘဝကိုလေးစားတန်ဖိုးထားကြောင်း ပြသခြင်းဖြစ်သည်တန်ကြမဆိုသည်မှာမပြောင်းလဲနိုင်သည့်အရာမဟုတ်မြင်းကိုပြန်နိုင်အောင်လေ့ကျင့်ပေးနိုင်မှာပဲဆိုသည့်စိတ်ဓာတ်မျိုးကလည်း ဖြစ်နိုင်ခြင်းရှိသောအနာဂတ်များပေါ်တွင်အာယုံဆိုင်ခြင်းဖြစ်သည်ယနေ့ခက်ခဲကြက်တဲနေမှုများသည် နောက်တလားသို့မဟုတ်နောက်တစ်နှစ်တွင် မပြောင်းလဲနိုင်ဘူးဟုမြည်သူများ အာမမခံနိုင်ပေအရှုံးမပေးဘဲဆောင်ဆိုင်နေခြင်းကလည်းအပြောင်းလဲတွဲအခွင့်အရေးကို ဖန်တီးပေးခြင်းဖြစ်သည် အရှုံးမပေးလိုက်ပါနဲ့အရှုံးပေးလိုက်ခြင်းသည်ရုပ်ပိုင်းဆိုင်ရာအန္တရာယ်မဖြစ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာတွင်ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်ကျွန်တော်တို့မျှော်လင့်ချက်တွေထားကရက်ဒီနိုင်အောင်ကြိုးစားရမည်ဘယ်တော့မှအရှုံးမပေးဘူးဆိုသည့်စိတ်ဓာတ်သည်မြည်သည့်အခြေအနေကမဆိုငါအားထုတ်မှုကိုမဖြည့်ဆည်းနိုင်ဘူးဆိုသည့်စိတ်ဓာတ်ကိုလည်းဖြစ်စေသည် မျောနေကြပြက်သွားနှင်အာထုတ်ခဲ့သမျှအတိတ်ပဲမဲ့သွားလိမ့်မည်တင်ညော့9ရက်တလ2025 ဒီစာလေးဟာဆိုရင်ဆရာကြီးကဒီကျမတို့အားလုံးကိုစ조사အားထုတ်မှုတွေရပ်တန့်မသွားဖို့အတွက်ဘယ်တော့မှအရှုံးမပေးနဲ့ဆိုတဲ့စိတ်ဓာတ်တွေအတွက်ကိုကျမတို့အားလုံးကိုမိမောင်းထိုးပြလိုက်ခြင်းဖြစ်တယ်လို့ယူဆမိပါတယ်ရှင်။ဆရာကြီးတင်ညွန့်ဤ Facebook အကောင့်မှကူးယူဖော်ပြပါသည်။ဒုတိယတပုတ်အနေနဲ့တန်ရာကျွေးဆိုတဲ့ဝိထုတိုလေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ တန်နေရကြွေဦးထွန်းဝေသည် သူဤကုံစုံဆိုင်ကို မနေ့6ថ្ងៃထိုးသည်နှင့်ဖွင့်လေသည် သူဆိုင်ဖွင့်ဖွင့်ချင်းတွေးလိုက်ရသည်မှာအမျိုးသမီးတဦးဖြစ်သည်အဝေစားနွမ်းနွမ်းပါပါနှင့်ဖြစ်တော်လဲဆင်းရဲနေပါသည် အမျိုးသားလည်းကမဟုတ်ကြောင်းသတိပြုမိသည် သူကငါနှမဘာများ အလိုရှိလို့လဲကွယ်ဟုမေးလိုက်သည် ထိုခါအမျိုးသမီးကမနေ့ကဦးလေးဆိုင်မှာကျမသားလေးကိုစံတပြီးဝယ်ခိုင်းလိုက်ပါတယ် ဟုတ်လားဘာများဖြစ်လို့လဲကွယ်စန္ဒပီကရှစ်ကြက်မဟုတ်ပါလားရှင်ကောက်တွေတဲကလားဟုတ်ကဲ့ပါရှင်တပီရှစ်ကြက်ဟုတ်ပါတယ်ဘာများဖြစ်လို့လဲကွယ်ကျမကသားကိုဆယ်တန်တရွက်ပေးလိုက်ပါတယ်ရှင်အဲ့ဒါစန္ဒပီရှစ်ကြက်ဆိုတော့ဦးလေးကနှစ်ကြက်ပဲပြန်အမ်းရမယ်လေအဲ့ဒါဘာဖြစ်လို့လဲကွယ်ဦးလေးကသားကိုနှစ်ကြံအမ်းပဲငါးကြက်တန်တရွက်မှားအမ်းလိုက်လို့ပါ။သားကလည်းကစားခြင်းစိုးနဲ့ဒီတိုင်းယူလာပါတယ်။ ိမ်ရောက်တော့ကျမကိုနှစ်ချက်ပေးရမယ်စားငါးချက်တန်ပြီးတော့ကျမလည်းအံအားတင်သွားပါတယ်။သုံးချက်ပူအန်းလိုက်တာညကလေးကလာပြီးမလို့ပါပဲရှင်။ဒါပေမဲ့မိုးချုပ်သွားတာနဲ့ဒီမနက်မှလာပြီးရတာပါ။ရော့ပါဒီမှာငါးချက်တန်။ကျမကိုနှစ်နှစ်ချက်ပြန်အန်းပေးပါရှင်။ဦးထုံးဝေကအတော်လေးအံ့ဩသွားသည်။သူကပူအန်းလိုက်ဒီကိုလာပြန်ပြီးတော့ဇီးဝယ်နှင့်တကြိမ်မျှမကြုံဘူးသောကြောင့်ဖြစ်သည် ငါနှမဘဲကားတောင်လာရတယ်လေကွယ်ရွှေသားလျောင်းကားပါရှင်ဟာအဝေးကြီးပဲမြင်းလဲနဲ့လာရင်တော့အသွားပြန်နှစ်ချက်လောက်ကြမယ်ယူသွားပါတော့ကွယ်ကျမသူများပစ္စည်းကိုမတရားမြူချင်ပါဘူးရှင်ညကသားလေးပူပြီးယူလာလို့တညာလုံးစိတ်မကောင်းဖြစ်နေတာလူဆိုတာတေမျိုးရှင်ခုချက်ချင်းတည်ရင်တည်နိုင်တာတည်သွားရင်ဦးလေးရဲ့အကျွေးကျမစီအပါမခံနိုင်ဘူးရှင်တော်ကြနောက်ဘဝဦးလေးစီမှာဒီ၃ချက်လေးနဲ့ ကြုံလာခံနေရမှာကြောက်လို့ပါအေးကွယ်ငါတူမလို့ဈေးဝယ်မျိုးနဲ့မကြုံဘူးပါဘူးရွှေတွေငွေတွေဝစ်လာပြီးတော့တောင်းမပေးရသေးတာကို ပေးပြီးပြီလို့ညင်တာနဲ့ကြုံဘူးတော့ငါတူမစိတ်ဓာတ်ကိုလေးစားသွားပြီကွယ်ကျမတို့မချမ်းသာပါဘူးဦးလေးဒါပေမဲ့တန်နေရာကျွေးအတင်မခံဘူးဥထုံဝေက သူ့ထံမှ၅ချက်တန်းကိုယူပြီး၂ချက်ပြန်အမ်းလိုက်သည်မြို့သမီးကသူ့ဆိုင်မှထွက်သွားသည် သူနာတဲ့တွင်ကြာနေမိသည့်စကလုံးမှာတန်နေရာကျွေးဆိုသည့်စကလုံးဖြစ်သည်ဥထုံဝေတယောက်ထိုင်ရမလို့ထားရမလို့ဖြစ်နေသည်သူစဉ်းစားနေသည်မှာဥထောင်ကြီးပွဲယုံကိုသူအကျွေးပေးစရာရှိနေသည်ထိုကျွေးကလည်းကြာပြီအကျွေးနှစ်တောင်းဆက်စရာကို သူလည်းနေရွှေညာရွှေနေလုံနေခဲ့သည်မှာနှစ်ပေါင်နေပြီအမှန်တော့သူမပေးနိုင်ရွေးမဟုတ်ပေးနိုင်ပါတော့လဲငွေကိုဟိုလိုလှဲဒီလိုလှဲတော့က ုံးနေမိချင်းဖြစ်သည်ငါသိရင်တန်တရာကြွေးပါသွားတော့မှာပါလားသူကစဉ်းစားပြီးစိတ်တွေးလှုပ်ရှားနေသည်နောက်ဆုံးသူမိမကိုခေါ်လိုက်သည်မိမရေဆိုင်ထိုင်ပေးဦးငါဥထောင်ကြီးပွဲရုံကိုသွားလိုက်အောင်မယ်သူကဥထောင်ကြီးပွဲရုံမသွားမီအိမ်ထဲကငွေ2000ယူသွားသည်ဥထောင်ကြီးပွဲရုံသို့ရောက်သည့်အခါတွင်အထောင်ကြီးအကျွေးလာဆက်တာကြာသာမိုးကြူ နင်အကျွေးလာဆက်တဲ့လားနှစ်ပေါက်နေပြီငါအကြိမ်ကြိမ်လူလွတ်တောင်းခိုင်းတာနင်ရှောင်နေတယ်ခုမှဘာစိတ်ကူးပေါက်လို့လဲအထောင်ကြီးနင်အကျွေးကိုငါတေးရွာပေါင်းမယူသွားခြင်းဘူးနင်ကဘယ်တော့တေးမှမို့လို့လဲလူဆိုတာဒီနေ့တေးမလားတော်ကြတေးမလားဘသူကပြောနိုင်မလဲအထောင်ငါနင်အကျွေးမပေးပဲချက်ချင်းတေးသွားရင်နောက်ဘဝနင်အိမ်မှာကြုံလာခံနေရမှာပေါ့နင်ကြုံတော့မဖြစ်ချင်ဘူးအထောင်ဒါကြောင့်အကျွေးလာဆက်တာ နင်စကားငါသဘောကြတယ်ဖုန်ကြီးလဲဟောတယ်မသေးခင်အရှုပ်တွေရှင်းခဲ့ရမယ်တဲ့နင်စကားလဲငါသဘောကြတယ်ဖုန်ကြီးစကားလဲခုမလေးနဲ့မှန်းတည်တယ်ဟုတ်တယ်မသေးခင်ရှင်းခဲ့ရမယ်ဦးထွန်ဝေကအထောင်ကိုဝင်တောင်းအကျွေးဆက်လိုက်သည်သူကသူစည်းတဲကဆိုင်ကို ပေါ်ပါစွာဖြင့်ပြန်လာသည်စိတ်ထဲတွင် မတင်မကြနှင်းထိုင်မရထားမရဖြစ်နေသူမှာဦးထောင်ကြီးခေါ်အထောင်ဖြစ်သည်ငါဘယ်လိုလုပ်ရမလဲ သူ့အကျွေးမဆန့်ရင်တန်တရာကျွေးပါသွားမှာတဲ့ငါတငယ်ချင်းမြင့်မောင်စီကလွန်ခဲ့တဲ့၅နှစ်လောက်ကငွေတသိန်းချေထားတာမြင့်မောင်ဒီသွားတော့ငါလည်းဒီလိုပဲမတိကျအောင်ဆောင်နေခဲ့တာအလိုအဲ့ဒီတန်တရာကျွေးငါစီပါသွားတော့မှာပါလားမဖြစ်သေးဘူးသူမိမနဲ့ကလေးလေးဆင်းရဲဒုက္ခရောက်နေတယ်ကြားတယ်။ငါအမြန်ဆုံးအကျွေးသွားဆက်မယ်။တော်ကြငါသူ့အိမ်မှာကျွန်သွားဖြစ်နေမှဒုက္ခ။ညနေဆောင်တွင် အထောင်သည် မြင်းလဲလေးစီကရွှေသားလျောင်းဖျားနီးရှိရက်ွယ်လေးတစ်ခုစီတို့သွားခဲ့သည်သူကတဲ့အင်းလေးတစ်ခုရှိတွင်ရက်လိုက်ပြီးဟဲ့ရွှေကြီးရွှေကြီးဘသူလဲအင်းတွေကမိမတယောက်ထွက်လာသည်အော်အထောင်မလားရှင်ပါလာလောက်တာလဲလွန်ခဲ့တဲ့၅နှစ်လောက်တုန်းကနင်းယောက်ျားစီကငါငွေတသိန်းချေထားတာအဲ့ဒါပြန်လာဆက်တာကိုမြင့်မောင်တည်ပြီးတော့ရှင်စီကိုလာပြောတော့ရှင်ကမချေထားပါဘူးဆိုအဲ့ဒီတော့ ငါမှားသွားပါတယ်ရွှေကြည်ရဲ့ငါတန်နေရာကျွေးမပါသွားချင်ပါဘူးဒါကြောင့်နင့်ကိုအကျွေးလာဆက်တာပါညော့ဒီမှာငွေတသိန်းမရွှေကြည်ကငွေတသိန်းကိုလက်ခံလိုက်သည်တန်နေရာကျွေးတန်နေရာကျွေးဟုသူကနှုတ်ကတဖွာဖွာပြောလိုက်သည်ထိုမရွှေကြည်မှာမြည်သူဖြစ်မည်ထင်ပါသည်မနေ့ကဦးထွန်းဝေဆိုင်ကိုငွေ၃ချပ်ပူသောကြောင့်လာပြန်ပြီးသွားသောအမျိုးသမီးပင်ဖြစ်သည်တင်ညော့ 2ရက်တလ2025ဆရာကြီးဦးတင်ညွန့်ဤ Facebook အကောင့်မှကူးယူဖော်ပြပါသည်။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်။